အခုမြင်တွေ့နေရဒါတာမဲအိုဘာလုတ်ရဲ့အတွင်းထဲမှာဖွဲ့စည်းထားတဲ့ဖွဲ့စည်းတိဆောက်ပုံလေးကိုမြင်နေရတာနော်ကဲအဲ့ဒီတော့အခုဒီမှာပေါ့နော်ဒီငုတ်သုံးငုတ်ဒီငုတ်သုံးငုတ်ကဘယ်ရလာလဲဆိုလို့ရှိရင်ဒီငုတ်လေးသုံးငုတ်နော်အဲ့ဒီခေါင်ကဒီမဂနက်တစ်ကွန်တာရဲ့အထွက်ဘက်ကနေပြီးတော့လာတယ်မဂနက်တစ်ကွန်တာကနေပြန်ထွက်လာမဲ့ခေါင်လိုင်း1လိုင်း2လိုင်း3ကဒီငုတ်သုံးငုတ်တွေကိုဝင်တယ်နော်ဝင်တဲ့ခါမှာဒီခေါင်က line ဝင်ဝင်လာတယ်ပေါ့နော် line ဝင်ဝင်လာတယ်ဆိုရင်ဒီကနေ line ဝင်ဝင်လာတယ်ဆိုရင်ဒီဒီ bimodal တတုပြားလေးကို तू က overload အတွင်းထဲမှာအဲ့လိုပတ်သွားတယ်ပတ်သွားပြီးတော့မှဒီကနေပြီးတော့ပြန်ထွက်လာတယ်နော်ပြန်ထွက်လာပြီးတော့ဒါကျွန်တော် တို့ motor ကိုသွားမယ် t1 ငုတ်ပေါ့နော် t1 ငုတ်ကနေပြီးတော့မှ motor ကိုသွားတယ်အဲ့ဒီတော့ဒီမှာနောက်တစ်ခုကလည်းအဲ့လိုပဲဒီမှာ line 2ဝင်လာတယ်ပိုင်မတဲ့တတုပြားကိုပတ်တယ်ပတ်ပြီးတော့ပြန်ထွက်လာတဲ့ငုတ်က ပြန်ထွက်လာတဲ့ဂျူကဘယ်လိုသွားလဲဆိုရင်ဒီ T2 ကနေမှတဆင်ဒီမော်တာကိုသွားချိန်မယ်။အဲဒီမှာနောက်တစ်ခုလည်းအဲ့တိုင်းပဲဒီမှာ line 3ကိုဝင်လာတယ်။ဖိုင်မတယ်သတ္တုဆက်ပြားကိုကျွန်တော်ပတ်တယ်။ပတ်ပြီးသွားလို့ရှိရင်ပြန်ထွက်လာမယ့်ကောင်ကဘယ်လိုသွားလဲဆိုတော့ T3 ငုတ်ကနေပြီးတော့မှတဆင်မော်တာရဲ့ W ပေါ့နော်။ဒီမော်တာရဲ့အကျိုးဆုံးချက်မှာနောက်တစ်ချောင်းပေါ့နော်။ W ကိုသွားတယ်။ ဟုတ်ပြီเนาะအဲ့ဒီတော့ကျွန်တော်တို့ကဒီ line 1 line 2 line 3ဝင်လာတာဒီဒီ overload တွင်းထဲမှာဘယ်ဟိုမှဖြတ်သွားတာမရှိဘူးเนาะဒီဘယ်ဟိုမှမဖြတ်သွားပြင်လဲသူကဓာတ်ရိုက် motor စီကိုပြန်ရောက်လာတာအဲ့ဒီတော့ overload ကဘယ်လိုနီးလဲနဲ့ကျွန်တော်တို့ဒီ ampere ကိုထောက်လန်းသိရှိနိုင်လဲဆိုလို့ရှင်ကျွန်တော်ဒီမှာတုံးထားတဲ့ parameter တတ္တုဇက်ပြားလေးပေါ့เนาะဒီတတ္တုဇက်ပြားလေးဟာဆိုလို့ရှင်အဲတတ္တုဇက်ရဲ့ဂုဏ်သတိက ပူလာလို့ရှိရင်ဘာဖြစ်လာမလဲဆိုတော့เนาะပူလာတာ ਨੇ သူကကိုေးပါမှာเนาะဒီဘိုင်မဲ့တဲ့တက်လူဆက်လေးကအစာတစ်ဖြောင်းနဲ့လေးရှိနေတာသူကပူလာတာ ਨੇ အများဒီကောင်ကကိုေးပါမှာเนาะကိုေးသွားတဲ့အခါမှာကျွန်တော်တို့ဒီအပေါ်မှာရှိနေတဲ့ NOC ကိုတက်တွေကိုသွားပြီးတော့ကစားပြီးမှာเนาะကဲဟုတ်ပြီအဲ့ဒီတော့ကျွန်တော်တို့ကဒီမှာဒီမဂနက်တစ်ကွန်ဒက်တာနေထွက်လာတယ်ထွက်လာပြီးတော့မော်တာကိုသွားတယ်ဒီလမ်းကြောင်းတစ်ချောင်းမှာ သူကမော်တာသုံးနေသမျှပေါ့နော်မော်တာသုံးဆွဲနေသမျှ MP ရအလိုက်ဒီဘိုင်မတင်တက်တုစပြားလေးကလည်းပို့ပြီးတော့ပူလာမယ်နော်ပူလာမယ်ပူလာတဲ့ခါမှာကျွန်တော်တို့ကကျွန်တော်တို့ဒီ MP ရ setting ပေါ့နော် full MP ရ setting လေးကိုကျွန်တော်တို့ကလိုသလောက်ချိန်မိထားတယ်အချိန်မိထားတဲ့ဒီ MP ရထက်ဒီကောင်ကကြော်သွားပြီပေါ့နော်မော်တာသုံးဆွဲတဲ့အားကြော်သွားပြီကြော်သွားပြီဆိုလို့ရှိရင်ဒီတက်တုဆက်ပြားလေးက ို့ပြီးတော့ပူလာမယ်เนาะကျွန်တော်တို့သတ်မှတ်ပေးထားတဲ့ ampere ထက်များသွားတာ ਨੇ ဒီတက်တုစပြားလေးကပူလာမယ်များများမော်တာများများဆွဲပြီးသုံးလေများများပူလေเนาะအဲ့လိုပူလာတဲ့အခါမှာဒီတက်တုစပြားလေးကတစ်ဖက်ကိုကိုွေးသွားတယ်เนาะတစ်ဖြောင်းနေရနေမှာတစ်ဖက်ကိုကိုွေးညို့သွားတယ်ကိုွေးတဲ့အခါမှာဒီအပေါ်မှာရှိနေတဲ့ဒီ magnetic oh sorry ဒီအပေါ်မှာရှိနေတဲ့ NOx ကိုတက်တယ်ပေါ့เนาะ NOx ကိုတက်တယ်ခုန95 96 97 98က ူကထိတာကွာတာမျိုးဖြစ်သွားတယ်เนาะဒီမှာတွေ့တယ်เนาะဒီလိုလေးကိုွေးသွားတယ်ကိုွေးသွားတဲ့အခါမှာဒီအပေါ်မှာရှိနေတဲ့ annual sequence တွေက SC က open ဖြစ်သွားတယ်เนาะဒီ annual connect ကကြတော့လာပြီးတော့ close ဖြစ်သွားတယ်ဟုတ်ပြီเนาะအဲ့တော့ဒီမှာဒါ overload full load amp ချိန်ဝေးလို့ရတယ် overload setting လေးเนาะဒါ overload setting ချိန်ပြီးတယ်ကောင်းလေးเนาะ ဟုတ်ပြီเนาะအဲ့ဒီကောင်ကเนาะဒီမှာကိုလိုသလောက်ကိုဒီမှာ limit လေးချိန်ပေးလို့ရတယ်ဒါလေးပေါ့เนาะဒါလေးက full ampere ချိန်တဲ့ကောင်လीအဲနောက်တစ်ခုကဒီမှာခုနပြောခဲ့တယ်ဒါ touch button ပေါ့เนาะ touch button လေးကဘာလုပ်တာလဲဆိုရင် touch button လေးရကြတော့ကျွန်တော်တို့ဒီ ac contact store နဲ့အတူတူပဲเนาะဒီကောင်လေးက store နဲ့အတူတူပဲ store နဲ့အတူတူပဲဆိုတာကကျွန်တော်တို့ဒီ NC contact ကလေးကိုပေါ့နော် store ကလေးကိုသုံးလိုက်တယ်လို့ပဲသူကဒီ NC contact လေးတစ်ခုလေးနဲ့ပဲတက်ဆိုင်တယ်နော်95 96ဆိုရယ် NC contact တစ်ခုလေးနဲ့ပဲတက်ဆိုင်တယ်ဒီ stop button နှိပ်လိုက်ရင် NC contact လေးကကွာသွားမယ်နော် NC contact ကဘာမှပြောင်းလဲတာမရှိဘူးနော်ဒါအသဘောကတော့ဒီ overload ကနေမှာတိုင်ရိုက်ကျွန်တော်တို့ကဒီ motor ကိုရက်ပေးလိုက်တာပေါ့နော်ဒါကတော့ control ဘိုင်း control ဘိုင်းနဲ့နည်းနည်း ြီးရင်ဒါ mechanical thread actuator လို့ခေါ်တယ်เนาะဒီကောင်လေးကကျတော့ကျွန်တော်တို့ဒီတကယ်တကယ်တော့ဒါ overload ဖြစ်သွားတဲ့အခြေအနေကိုကျွန်တော်တို့ကစမ်းသပ်ကြည့်ရင်လို့ဒီခလုတ်လေးကိုထည့်ပေးရတာเนาะအဲ့တော့ဒီ overload ကြီးကเนาะဒါ overload တကယ်ဖြစ်တဲ့အခြေအနေမှာဆိုရင်ဘယ်လိုအလုပ်လုပ်တယ်လဲဆိုရင်ကျွန်တော်တို့ဒီ NC connect တစ်ခုတည်းနဲ့ပဲတက်ဆိုင်တာမဟုတ်ဘဲနဲ့ NC connect ကိုလည်း ခွာပြီးတယ်နော်အန်နိုကွန်တက်ကိုလည်းလာပြီးတော့ထိပြီးတယ်နော်အဲ့လိုလုပ်ပြီးတာအဲ့တော့ဒီ mechanical twist လေးကဘာလုပ်တာလဲဆိုရင်ကျွန်တော်တို့အဲ့လိုဖြစ်မဖြစ်ပေါ့နော်ဒီ over load ဖြစ်တဲ့အချိန်ဒီမှာဒီ annual sequence တွေကွာလာကတ်သလားပေါ့နော်ပုံမှန်တိုင်းအလုပ်လုပ်တာအဲ့ဒါကိုကျွန်တော်တို့ကစမ်းသပ်တဲ့နေရာလေးပေါ့နော်စမ်းသပ်တဲ့ခလုတ်လေးအဲ့ကောင်လေးကိုနှိပ်ပြီးစမ်းသပ်ရင်ဒီ overload ဖြစ်တဲ့အတိုင်းပဲကျွန်တော်တို့ဒီကောင်လေးတွေက ကစားသွားတယ်ပေါ့နော်အဲ့တော့ overload ဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့ကဒီမှာဘာမှ on လို့ off လို့မရတော့ဘူးဒီ NC ကိုလက်တွေကကွာနေမြဲကွာနေတော့မယ်နော် overload ဖြစ်ပြီဆိုတာနဲ့ဒီ power ပဲဒီမီးပဲပြတ်သွားသွားဘာပဲဖြစ်ဖြစ်နော်ဒီကောင်ကြီးကဒီအတိုင်းပဲဖြစ်နေတော့မယ်နော် NC ကိုလက်ကကွာပြီးတော့ NO ကိုလက်ကလာထိနေတော့မှာ overload ဖြစ်ပြီဆိုတာနဲ့အဲ့ဆိုရင်ကျွန်တော်တို့ကဘယ်လိုပြန်မောင်းရမလဲပေါ့နော် ဒီ motor ကိုဘယ်လိုပြန်မောင်းရမလဲဆိုရင်ကျွန်တော်တို့ကဒီမှာ reset button ဆိုတာရှိတယ်။နော်ဒီ reset button လေးကိုနှိပ်ပြီးတော့မှကျွန်တော်တို့ကပြန်မောင်းလို့ရပါတယ်။ reset button လေးကိုနှိပ်လိုက်တော့မှဒီ anti corner ကလည်းမူလချိန်နေတိုင်းပြန်ရောက်သွားတယ်။ anti corner ကလည်းမူလတိုင်းပဲ꽈သွားတယ်ပေါ့နော်။အဲ့ဒီအချိန်လေးကိုပြန်ရောက်သွားမှာ။ဒါက reset button လေးပေါ့နော်။အဲ့တော့ကျွန်တော်ဒီမှာ မက်ကနီကယ်ထရစ်နဲ့ကျွန်တော်တို့စမ်းထားတယ်ပေါ့နော်။ဟိုဘာလို့ဖြစ်မဖြစ်စမ်းထားတယ်ဆိုရင်လေဒီ reset button လေးကိုပြန်ပြီးတော့နှိပ်ပေးဖို့လိုတယ်။ဒီမှာပြောစရာတစ်ခုရှိတာကဒီ overload ဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့က reset button လေးကိုနှိပ်ပြီးတော့ပြန်မောင်းရင်ရတယ်ဆိုပြီးတော့ကျွန်တော်တို့ကဒီချက်ချင်း reset button ကိုနှိပ်ပြီးတော့ပြန်ပြီးတော့မမောင်းသေးဘူး။ကျွန်တော်စပြီးတော့ overload ဖြစ်ပြီဆိုတော့ဟိုကဒီ motor မှာ အဲ့ဒါတခုခု ရှိနေလို့ဒါလေမော်တာမှာအဲ့ဒါတခုခုရှိနေလို့ဒါလင်သူက overload ဖြစ်ရခြင်းဖြစ်တယ်အားကြောင့်မလို့ overload ဘာကြောင့်ဖြစ်လဲဆိုတာကိုအရင်ဆုံးအဲ့ဒါအရင်ရှားရမယ်နော်ဒီပုံမှန်တိုင်းမော်တာကပုံမှန်တိုင်းမလဲနိုင်လို့ပဲ heat တွေတက်ပြီးတော့ overload ဖြစ်သွားတာလားဒါမှမဟုတ်လို့ရှိရင်ဒီ overload ကြောင့်ပဲလားနော်အဲ့လိုတခုခုကြောင့်ပေါ့နော်ဒီကြိုးလိုင်းနေမကောင်းလို့လားပေါ့နော် အဲ့ဒါတွေပြန်ဆက်ရမယ်ဆက်ပြီးတော့မှဆက်စရာရှိတာဆက်ပြီးတော့မှဒီ reset button ကိုပြန်နှိပ်ပြီးတော့မှကျွန်တော်တို့ကမောင်းလို့ရမယ်နော် overload ဖြစ်ပြီဆိုတာနဲ့ဒီ reset button ကိုချက်ချင်းနှိပ်ပြီးပြန်မောင်းမယ်ဆိုရင်သူကပြန်ပြီးတော့ error ရှိနေတော့မှဖြစ်တဲ့အတွက်ပြန်ပြီးတော့ခဏခဏ overload ပြန်ဖြစ်နေဦးမှာပဲနော်အဲ့တော့ဒီ overload တွေကိုဒီ magnetic connector နဲ့တတ်တဲ့အခါမှာဒါခုနက ဝင်နေငုတ်သုံးကိုပေါ့နော်ငုတ်သုံးကိုဒီလိုမျိုးလာပြီးတော့တက်ပြရမယ်ဒီမှာလက်နဲ့ကြက်ပြရမယ်ပေါ့နော်ဒါတိချာမိအောင်တော့ကြက်ပြဖို့လိုတယ်